ဇက်စည်းကိုထဲလိုက်ရင်ဒိုင်းစပိုင်းကိုဖျက်ဆီးလို့ဖြစ်မှာစိုးရင်ခဲ့တယ်ဆိုရယ်အမ်မိုရင်လူကြောင့်မချစ်နိုင်ဆိုရယ်အဲလူကြောင့်ကျိုးရှင်နဲ့မလန်ထားသင့်လို့ပဲဆိုရမှာပါချစ်တယ်လို့မချစ်တယ်လို့လုံနေကြတာကိုတော်လည်းမကောင်းလို့တခြားလူတက်လည်းအစီအမံမဟုတ်ပေါ့မချစ်ဘူးဆိုရင်အစောရီကမချစ်ဘူးဆိုရယ်စကားကိုပြတ်သားသားညှင်းဆန်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီးခုကလူသုံးတယောက်လို့သဘောထားနေကြတာကလူကြောင့်ရဲ့ချင်းတွေဘဝတွေကိုတတ်ထားခဲ့တယ်လို့ဖြစ်သွားစေခဲ့လို့ပဲဆိုရမှာပါလောကမှာအဲလိုလူသားအများကြီးလို့ဆိုရမှာဖြစ်ပြီးတော့တချို့တွေကကျဲလို့အနားမှာခေါ်ထားမှုပဲနဲ့လူသုံးတယောက်လို့သုံးပြဖို့အတွက်အနားမှာခေါ်ထားရစားတချို့တွေတီးထားခဲ့ကြမယ်ထင်ပါတယ် ဘီကဲနေရာပြောင်းရှိမှာမိုင်းသိန်းရဲ့တိုင်းစမူနီယာဖြစ်တဲ့ Wiseland နဲ့ Zack 0တို့မှာနီးပြအမ်မိုနီယာ Wiseland ကိုရောင်းချဖို့ဆုံးဖြတ်ခဲ့ပြီးတော့ Zack 0ကိုအခွင့်ပေးသွားပြီးပုံစံမျိုးနဲ့အသေးမှဆက်ပြီးတော့ခေါ်ယူထားခဲ့ကြတော့အားလုံးလည်းမြေတွေထားခဲ့ပါလိမ့်မယ်။ Zack 0တယောက်မိုင်းမှာခွင့်ရလိမ့်မယ်လို့ထင်မှတ်ထားခဲ့ကြရမယ်။တကယ်တကယ်တမ်းမှာတော့ Netherlands တိုင်းစမူနီနဲ့မိုင်းမှာအရန်လူတယောက်ဖြစ်နေတာမြင်တွေ့နေခဲ့တာပါ။မန်တီယံပီကညာကစားခဲ့တဲ့ Forest အသင်းရဲ့ပွဲတင်မှာတဖန်9စီဒေယားလန်နဲ့သာကျင်းနေသွားပြီးတော့ Super ပွဲတင်မှာဆိုရင်မန်တီယံရဲ့ဒီပွဲထွက်ပိုင်းကစားခဲ့တဲ့ Benjamin Sasco ဟာ လူပိုကြီးတယောက်လိုဖြစ်နေခဲ့ပြီးတော့ဇားကွက်ထဲမှာပါဝင်ပတ်သက်မှုအားနည်းလို့အသိန်းပေါ်ရေးအတွက်လည်းနေရာလွတ်တွေရှာဖွေပေးနိုင်ခြင်းမရှိတော့မေးတွေ့ထားရပါတယ်။ဘိုင်ရင်ဆက်စကွာမိုင်းတိတော့သွင်းကိုတွေသွင်းနိုင်နေမှရှိသလိုကိုဗန်ဒီမှုရောကိုပါဝင်ပတ်သက်မှုတွေပါလုံဆောင်နိုင်ခြင်းမရှိတဲ့ပြင်အသိန်းပေါ်ရေးအတွက်လည်းထိရောက်တဲ့ကူညီပံ့ပိုးမှုတွေလည်းလုံဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး။အဲ့လိုအခြေအနေမျိုးမှာအရန်ကမှရှိနေခဲ့တဲ့ဂျိုရှွာဆက်စီကိုလူစားလုံးမှုပြုလုပ်ပြီးတော့တိုက်စမိုင်းပြောင်းလဲပြုလုပ်ခဲ့တဲ့ဆိုပြီးပရိသတ်တွေကဝေဖန်မှုတွေပြုလုပ်ခဲ့မယ်။နီးပြအမိုရင်ကတော့ဇက်ကြီးကိုထဲလိုက်ရင်အသိန်းရဲ့ကစားပုံကတမျိုးတစ်ပုံပျက်စီးသွားနိုင်တဲ့အတွက်မထည့်ခဲ့တာဆိုပြီးတော့ဖွင့်ဟသွားပါလိမ့်။ ဇက်ကလီတွက်တော့အမ်မိုရင်ပြောစကားရော်လေးကိုနားခါသွားစီမှာဖြစ်ပြီးတော့တရားစီမံပေါ်တဲ့ကစားကွင်းနေပြင်ဝဲကစားကွင်းတွေပါဆုံးဆုံးနေကြရတယ်လို့ဖြစ်နေတာပါပြီးခဲ့ကြဘန်မင်ဆာစကိုလူစားလိမ်မှုပြုလုပ်ခဲ့တယ်မရှိတာနဲ့ပတ်သက်ပြီးခုလိုမျိုးရှင်းပြသွားပါတယ်ကျွန်တော်ရန်ကုန်မှာရေသွေးမြင့်ကစားမောင်းတွေအများကြီးရှိတာမှန်ပါတယ်ဒါပေမဲ့ကွင်းထဲအသင်းကိုအရင်ပြင်လိုက်ရင်ဒုတိယပိုင်းရဲ့နောက်ပိုင်းမိနစ်တွေမှာတိုးတက်လာချေသွမ်းပိုင်းကိုဖြတ်စည်းလိုက်လို့ဖြစ်သွားမှာဆိုလိုပါဒူးတင်တိုက်စပိုင်းမို့ဒါတော့မှကျွန်တော်အနေနဲ့ရှေ့တန်းတွက်ရန်ကုန်မှာကစားမားတွေလဲဖို့ရှိမယ်မလဲဖို့ဆုံးဖြတ်လိုက်တာပါဆိုပြီးတော့ပြောကြားသွားပါတယ် ။ MRN ပြောစကားအရတိုက်စစ်ခြေကံကိုဖြတ်စည်းလိုက်သူဖြစ်သွားမှာဆိုရဲဆွဲစကားကဇက်ဇီးကိုထဲလိုက်တိုက်စစ်စားမှုဆိုရသွားမယ်ဆိုတဲ့သဘောမှာဆိုရမှာဖြစ်ပြီးလက်ရှိပွဲတဲ့ကစားနဲ့တိုက်စစ်မှုကအဆင်မပြေဘူးဆိုရင်ရန်ကုန်မှာရှိနေတဲ့တိုက်စစ်မှုလူစားလဲမှုပြုလုပ်ပြီးတော့တိုက်စစ်ပိုင်းပြောင်းလဲတချို့တော့ပြုလုပ်သင့်တယ်လို့မြင်မိမှာပါ။အခုတော့ MRN တိုက်စစ်ပိုင်းမှာဘာမှမလုပ်နိုင်တဲ့ဆက်စကိုသာပွဲစားပွဲဆုံးအသုံးပြုသွားတာကြီးကတခြားသောတိုက်စစ်စားမိုင်းတွေနဲ့ပိုးပြီးတော့ရုန်းကန်သွားခဲ့ရတယ်လို့ပဲဆိုရမှာပါ။တခါလေကျအမိုရီးယားဆုံးဖြတ်ချက်အမိုရီးယားနီးစလင်းနဲ့ခေါင်းမမူရီးယားစဉ်းစားခက်တယ်လို့ဆိုရမှာဖြစ်ပြီးပရီးမီးယားလိပြိုင်ပွဲတစ်ခုတည်းသာအားပြုရကစားမယ်နေသားမျိုးမှာ Forest ကိုအသင်းစီကရမှတ်၃မှတ်အပြည့်တော့ရယူခဲ့တယ်လို့ထင်ပါတယ်။အခုတော့ Man United နဲ့ရမှတ်၅မှတ်ဆုံးဆုံးသွားခဲ့တာဖြစ်တယ်လို့ဆိုရမှာဖြစ်ပြီးဂျာစီကလည်းရမှတ်၃မှတ်တောင်မှနောက်ကလိုက်ပြီးတော့ရယူခဲ့ကြတယ်လို့ဖြစ်နေခဲ့တာပါ။ဒီပုံတိုင်းဆိုရင် Zack Zee တောင်ဇန်နဝါရီပြောင်းရွှေ့မှာအသင်းပြောင်းမယ်ရှိနေခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျ။နောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရဖို့လည်းဖိတ်ခေါ်ပါစေ။ကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျ။စုံလိကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။